ရှိရှိကိုဆိုရင်ညော်လေးမေးခွန်းအမဖြေမယ်နော်တီတင်းရေတမိတမိမေးကုန်းကိုတီတင်းဆိုတော့တမိပေါ့နော်တမိမေးကုန်းကိုဖြေမယ်ဒုံရွှေကအာဆလိုပြောတယ်ခုနစိန်ရောက်နေဘိနာမှာဒုံလို့ရေးထားတယ်အဲ့ဒါလေးကိုဖြေပြီးပါဆိုတော့ခုနပြောသလိုပေါ့ don't meaning i don't know မသိဘူးเนาะ don't meaning อ่ะဘာလဲလို့မသိဘူးဘယ်ဟာနေစဉ်းသက်လာတဲ့စကားလုံးလဲလို့တော့မသိဘူးဒါပေမဲ့ do နားလေတဲ့ don't ဆိုတဲ့အကြောင်းကိုရှင်းပြမယ်ပေါ့เนาะ do တွေကရွှေရောင်းနေ don't ရွှေလို့ပြောတယ်ဒီဘက်ကအေးမီအာမခံစိန်ရွှေရတနာဆိုင် အာမခံရွှေဆိုင်ဒီလိုမျိုးရှိတယ်အာမခံရွှေဆိုင်ဆိုတာက ဥမာရွှေစင်းတို့ရွှေနန်းတော်တို့အဲရှိတယ်เนาะရွှေဆိုင်တွေဥမာဘာဘာဇွဲထက်တို့အဲဟုတ်တယ်လားနောက်တစ်ခါဘာလဲဝိတ်စိန်တို့တိတ်စိန်တို့ဘာအဲ့လိုတိတ်ချံဘာအစသဖြင့်မုံလေးဆိုင်ဆိုင်နေအာမခံရေဒနာရွှေဆိုင်တို့ရှိတယ်ဒီရွှေဆိုင်တွေဟာ15ပဲရေအေးပြေအေးမီရွှေဆိုင်သွားရသွားဝင်ရင်ကိုကရွှေချိန် plus အယောဒရနဲ့ဝယ်ရတယ် ်ကာလာပေါက်စင်းပြန်ရောင်းရင်ကာလာပေါက်စင်းပေးတယ် net ရွှေချိန်ကိုပြန်ရမယ်အောက်က plus ပေါင်းထားတဲ့အရောအတွက်ဖို့မရဘူးကိုဝဲစင်းမှာရွှေချိန်ကိုကိုရဲ့လောက်ခတို့ရိအင်းကြီးချုပ်တယ်အင်းကြီးချုပ်ရင်အင်းကြီးချုပ်တဲ့ပိတ်စာဖို့ plus ချုပ်ခလေး အဲ့ဒါဆိုသူ့ရဲ့တံပိုးဟုတ်တယ်လားအင်းကြီးပိဿဘိုးကတသိန်းကြတယ်ချုပ်ခါကတသောင်းကြတယ်ဆိုရင်ဒီအင်းကြီးကတသိန်းတသောင်းတန်သွားတယ်ဒီလိုမျိုးပဲဒိုးရီကရွှေဆိုင်မှာရွှေသွားဝယ်တယ်ရွှေတစ်ချက်သားဝယ်တယ်ရွှေလုံးခတပဲ6ရွေးပေးရတယ်ဆိုရင်တစ်ချက် plus ခုနကလုံးခတပဲ6ရွေးအဲ့တော့ပြန်ရောင်းကျင်တယ်ဆိုလို့ရှိလို့ရှိရင်ကိုယ့်ရဲ့ရွှေချိန်အတိုင်းလုတ်ပြီးတဲ့လုံးခဘိုးကိုကမရတော့ဘူးလုံးခဘိုးကကိုကရှုံးသွားပြီလုံးခဘိုးကိုမရတော့ဘူးရှိတဲ့ရွှေချိန်အတိုင်းကို ကာလာအဲ့ဒီနေ့ at that day ကာလာပေါ့စီအတိုင်းပြန်ရတယ်ဥပမာခွာရင်စင်းအတက်ကြများရင်9000ပေါ့နော်2000ပေါ့3000ပေါ့တစ်ချက်သားကိုဒီလိုလေးခွာပြီးတော့မှပြန်ရတယ်တပေါင်းနဲ့ဖြေလိုက်မယ်မနေ့တော့က comment လေးတစ်ခုမှမေးထားတာလေးရှိတယ်တစ်တုံးက comment လေးတစ်ခုမှရွှေကိုမရှုံးအောင်ဘယ်လိုဝယ်ရမလဲတဲ့ဆိုတော့ရွှေကိုမရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုတော့အခုဝယ်တယ်အခုသွားပြန်ရောင်းနေဆိုကာလာဒုံအားဖြင့်ရွှေဒီရှုံးပါတယ် နော်ကာလာတို့မှာဝေချင်းအဖြစ်ရွှေတီရှုံးပါတယ်မရှုံးကျင်လို့ဘလို့ဝေရမလဲဆိုရင်အထည်လုံးမဝင်နဲ့အတုံးဝေထားဒါတော့မှပဲကာလာတို့မှာပဲပြန်ရောင်းမယ်ဥပမာ3000ဈေးကြီးနဲ့ဝေထားတယ်3000ဈေးမှာပဲပြန်ရောင်းနေဆိုရင်အယောင်နဲ့အဝေနဲ့ different ရဲ့ဥပမာ9000ခွာတာလား3000ခွာတာလားအေး different ရှုံးပါတယ် အဲ့တော့ရွှေဆိုတာ investment လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလာဒိုမှာအယောင်အလွှဲလုပ်ချင်နေဆိုရင်ရွှေမဝင်နဲ့နော်ရွှေဟာကာလာရှိ long term မှာမှအမြတ်ရတယ်အမြတ်ရချင်နေဆိုရင်ရေရှည်ထားနိုင်မှရွှေဟာကြိုက်တယ်ကာလာဒိုအားဖြင့်ဆိုရင်အထင်လုံးဝင်ရင်လည်းအရောတွေရှုံးတယ်နော်အဲကာလာရှိရောက်သွားပြီဆိုရင်တော့ရွှေဈေးကဥပမာ30ဆင်အားလုပ်ထားတယ်အခု30ဖြစ်သွားတယ်ဆိုရင်အရောတွေနှုတ်အောင်တော့အများကြီးမြတ်တယ်သဘောပေါက်ပြီနော်ဆိုတော့ဒါဟာအရေးကြီး ခုနက15ပဲအရေးပြည့်ပါဆိုတော့ရွှေဆိုင်ဒီမှာဝင်ရင်ရမယ့် facility နဲ့ service နဲ့မိမိသိထားရမယ့်အကြောင်းချင်းရနော်ဝင်မယ်ကာလာပေါက်စီရွှေချိန်အပေါင်းအယောအတွက်ပြန်ရောင်းနေရွှေချိန်ရမယ်အယောအတွက်မရဘူးကာလာပေါက်စီ difference ကြီးအနည်းငယ်ရှိလိမ့်မယ်ဒါပဲနော်အဲ့တော့ မရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုလို့ရှိရင်တော့မရှုံးကျင်ဈေးတက်အောင်ဆောက်ဈေးတက်ရင်မရှုံးဘူးအဲ့တော့အထင်လုံထားလို့ရှိရင်အထင်အရောအတွက်ပေးရတဲ့အနည်းအများပေါ်မှာမူတည်ပြီးတော့မှတက်စီအများကြီးတက်ဖို့လိုအပ်တယ်အဲအဲ့လိုမျိုးမဟုတ်ဘူးအတုံးဝယ်စုထားရဆိုရင်တော့ဥပမာ30နဲ့ဝယ်ထားရင်50တသိန်းရတယ်ဆိုလို့ရှိရင်ကိုကသွားပြန်ရအောင်မယ်သူတို့က90 5000နဲ့ဝယ်မယ်ဆိုကို9000မြတ်မှာပေါ့ဒီလိုမျိုးလေးရှိတယ်အဲ့တော့မရှုံးအောင်ဘယ်လိုဝယ်ရမလဲဆိုတာရင်15ပဲရွှေအရေးပြည့်မီတဲ့အကြောင်းအရာရဲ့ရောင်းခြင်းဝယ်ခြင်းကိုပြောပြတယ် ါကနော်အဲ့တော့အယောဒတိနေတာများတာတော့ဒါဆိုင်ရဲ့သဘောကိုလုတ်တဲ့အထင်ရဲ့သဘောဟုတ်တယ်လားနော်ကိုလုတ်တဲ့ဆိုင်ရဲ့သဘောအဲနောက်တစ်ခါကိုလုတ်တဲ့ပစ္စည်းရဲ့အနုစိတ်ရဲ့အနုစိတ်တလို့ပင်းရမယ်အယောဒွက်ကလေးရှိတယ်ဒါအရေးပြည့်မိတယ်ကိုက maybe ဒီဆိုင်မှာဝယ်ထားတဲ့ရွှေအချောင်းအားလျော်ဆိုတာရန်ကုန်ကဝယ်ထားတဲ့မန္တလေးကိုရောက်သွားတယ်ကိုဝင်ရန်လိုတယ်ရန်ကုန်ကိုသွားပြန်ရောက်မှုအခြေအနေမရှိဘူးအဲ့တော့မန္တလေးရဆိုင်တဆိုင်ဆိုင်မှာအာမခံရွှေဆိုင်တဆိုင်ဆိုင်မှာကိုကအပြင်ရွှေဝယ်တဲ့သူဆိုရင်ကိုကသွားပြန်ရောက်လို့ရှိရင်ပြန်ရောက်လို့ရတယ်အရေးပြည့်မိတာဖြစ်တဲ့အတွက်ကြောင့်15ပဲ15ပဲရေးစီဒါပ ေမဲ့သူများရွှေဆိုင်ကရွှေဖြစ်တဲ့အတွက်ကြောင့်မလို့ difference ရောရှိလိမ့်မယ်သဘောကတရေချဝယ်ခြင်းဝယ်လိမ့်မယ် ခေဟိစား15ပဲကြီးကို14ပဲနှစ်ပြားနဲ့ဝယ်ခြင်းဝယ်လိမ့်မယ်14ပဲနှစ်ပြားစီနေဒါသူဆိုင်ရွှေမဟုတ်ဘူးလေဟုတ်တယ်လားသူဆိုင်ရွှေမဟုတ်တဲ့အတွက်ကြောင့်မသူပေးတဲ့ဈေးပေါ့နော်ဒီလိုလေးရှိတယ်ဒါဒီရင်အခြားသောနေရာမှာရောင်းရင်ဘာဖြစ်လို့ဈေးနေလဲဘလို့ဖြစ်လို့တရေကြနဲ့ဝယ်တယ်လဲဆိုရင်သူဆိုင်ကပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မလို့သူဒီတရေကြနဲ့ဝယ်တယ်ဘာကြောင့်တရေကြနဲ့ဝယ်လာလဲဆိုရင်ဒီမှာခေဟိသားတွေပါလာဖြစ်တဲ့အတွက်ကြောင့်မလို့ခေဟိချွတ်လိုက်လို့ရှိရင်ကြမဲ့ဟာကို coverage လုပ်ပြီးတော့မှတရေချဈေးနဲ့ဝယ်ခြင်းဖြစ်တယ် โอเคဒီထိသိပြီเนาะဆိုတော့ဟုတ်ပြီဒုံးရွှေဒုံးဆိုတဲ့စကလုံးကိုတို့တွေပြန်ပြီးတော့มาကောက်ကြဟေ့ဇဒန်းဆိုရင်ဒုံးဆိုတာကကြတော့ကာလတန်ကြီးအတက်အကြမရှိဘူးအယောအတွက်မပါဘူးလို့တို့ကပြောတယ်နားလေပါရအယောအတွက်မပါဘူးအဲဒီလိုမျိုးပြောပြီးတော့มาဒုံးရွှေဝင်းရတာတန်နေဒါဗိမဲ့တိရမာတီသူကတကြက်သားရောင်းလိုက်တယ်ဆိုပါစို့ဒုံးရွှေတကြက်သားရောင်းနေ net weight ချိန်တကြက်သားမရှိဘူး already အယောအတွက် plus လောက်ထားပြီးသားတကြက်သဘောပေါက်လားမသိဘူး တဘောက14ပဲပဲရှိချင်ရှိမယ်သူနှစ်ပဲ plus လောက်ထားလိုက်မယ် net အချိန်ဒီ14ပဲပဲရှိဒါကြောင့်မနေ့တော့ comment တောင်တွေ့တယ်ကျမတကြက်သားတော့ပြန်လဲရောင်းတဲ့အချိန်မှာတဲ့တခြားဆိုင်မှာတော့ပြန်ရောင်းတော့ရွှေကားတဲ့တကြက်သားမရှိဘူးတဲ့သူ့ဆိုင်ကနေလှုပ်ထားတာတဲ့14ပဲပဲရှိတယ်တဲ့ဘေးရှိမှလဲ14ပဲသူတို့ကအရောထွက်မပါဘူးအရောထွက်မယူတာဘူးဘယ်ချိန်ပြန်ရောင်းရောင်းရာဂိုင်လုံးနဲ့လို့ပြောထားတယ်ဒါပေမဲ့ဒီအချိန်ဒီကိုအရောထွက်နဲ့မလှုပ်ဖဲနဲ့သူ့လင်မလို့လားပရင်ဆရာကအရောထွက်မပေးဘဲနဲ့ရောင်းအောင်ကျမအဲ့လိုပြောမှနားလဲမှာမလို့ရှင်တို့အဲ့လိုနည်းနည်းရှင်းအောင်ပြောရတာပရင်ဆရာကသူ့လင်လားလို့အရောထွက်မပေးဘဲနဲ့ဒီအထဲကိုလှုပ်ပေးရအောင် ရွှေမှာအယောဒွတ်နဲ့ယူပြီးမှလက်ခကိုအယောဒွတ်နဲ့ယူရတော့အယောဒွတ်မပါဘဲနဲ့ရောင်းနေရအောင်အယောဒွတ်မပါဘဲနဲ့ဗရင်ဆရာကလုတ်ပြင်းအောင်ဗရင်ဆရာကသူ့လင်လာအယောဒွတ်ကို already ပေါင်းပြီးသားနားမလဲတဲ့ဒူတွေကိုအယောဒွတ်မပါဘဲနဲ့လုတ်ပြင်းလာဆိုပြီးတကြက်သားဆွဲချိုးတကုံးဒီအနက်ရွှေချိန်အလေးချိန်ဒီဆလီးပဲသားပဲရှိတယ်သူအယောဒွတ်နှစ်ပဲ already plus လုတ်ထားပြီးသားပေါင်းထားပြီးသားအဲ့တော့ तू ကဆလီးပဲရွှေချိန်ကိုနှစ်ပဲပေါင်းပြီး तू ကတကြက်နဲ့ရောင်းနေရှင်တို့ကို ဒကြက်နဲ့ရောင်းလိုက်ပြီးတော့မှအဲ့ဒီဒကြက်သားဒီတဘောင်းက330ဇင်းနဲ့ဒကြက်သားကိုရောင်းလိုက်တယ်ဒကြက်သား330ဆိုပါစို့ကျိုင်းတဲ့ချိန်မှာသွားပြန်ရောင်းဒကြက်သားကိုသူက10% minus လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းရရှင်ရွှေစင်းသိန်း100ဖြစ်တဲ့ချိန်မှာသွားရောင်းတဲ့ငါညမတွေငါအမတွေသိန်း30 minus 10%အေးသိန်း20ဖြစ်သွားတဲ့ချိန်သွားရောင်းရင်တော့ I don't know သူတို့ဘယ်လိုပလေးမလဲမသိဘူးကြာသွားရင်တော့ဒါပေမဲ့တက်သွားရင်တော့တေးကြတယ်ဝင်သူတွေဟာ တန်စင်းတဲ့ကိုရမှာမဟုတ်ဘူးသူ့ရဲ့အဲမှာ agreement ကိုတဲကဒုံရွှေရာဂိုင်းလုံးနဲ့လုံးဝအချိန်ကာလကန့်သက်ချက်မရှိဘူးမိသူသောရွှေစင်းမှာမိသူသောအချိန်ခါမှာပဲဖြစ်ဖြစ်10% minus နှုတ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကာလတန်ခြင်းရွှေပေါက်စည်းဘယ်လောက်ပဲဖြစ်သွားဖြစ်သွားမိမိဝယ်ယူထားသော voucher တန်ဖို့အပေါ်မှာရာဂိုင်းလုံးနှုတ်တယ် သိန်း30စင်းရလုတ်ထားတဲ့တစ်ချက်သားအဲ့တော့ကိုကမကျင်တဲ့လို့သူများဆိုင်မှာသွားရောင်းတော့မယ်ဆိုတဲ့အချိန်မှာတော့ရွှေစည်းပြောင်းသွားရင်တော့သူ့ရှိတဲ့ရွှေအရည်ပေါ်မှာရကျင်တဲ့စင်းရမှာပေါ့နော်ဒါပေမဲ့တေးစားတာတော့တစ်ချက်သားအပြည့်မရဘူးသူက already နှစ်ဘဲသားအရော့တော့ပေါင်းထားပြီးသားနှစ်ဘဲလည်းဖြစ်ချင်းဖြစ်မယ်တဘဲခြောက်ရင်းလည်းဖြစ်ချင်းဖြစ်မယ်သုံးဘဲလည်းဖြစ်ချင်းဖြစ်မယ်ဒါကကျွန်မ roughly ပြောပြတာနော်အဲ့လိုမျိုးပေါင်းထားပြီးသားအရော့တော့ဒီကိုပေါင်းထားပြီးသားအရော့တော့မယူဘဲနဲ့ပေးတယ်ဆိုတာဗရင်စင်ဟာသူ့လင်မဟုတ်ဘူးအဲ့တော့တိထားဖို့လိုတယ် အဲ့ဒါဒုံးရွှေဒါကြောင့်ခုနကသမီးရဲ့မိကုံးကိုပြန်ချုပ်ခဲ့စတဲ့န်းဆိုရင်စိန်ရောင်းနဲ့စိန်ဆိုင်ကနာမည်ကြီးတဲ့စိန်ရောင်းနဲ့စေလီကသူရောင်းတဲ့စိန်နေရွှေတွေဘေးနားမှာဒုံးလို့ရေးထားတယ်အဲ့ဒါဘာလဲဆိုတော့သူကမင်းတို့ဝယ်ထားတဲ့ပစ္စည်းကိုရာဂိုင်းနှုံးနဲ့ minus လုပ်မယ်လို့ပြောထားခြင်းလို့အတိတ်ပဲတက်ရောက်တယ်လို့ဒိုးကထင်တယ်ဒါပေမဲ့ရောင်းသူကိုတိတိကျကျမင်းဒိုးကမသိဘူးသူ့ကိုလည်းမသိဘူးသူရောင်းတဲ့ process ကိုလည်းမသိဘူးသမီးပြောတဲ့စကားကိုပဲပြန်ဖြေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကသူ့စီကစိတ်ဝင်စားလို့ဝယ်ခြင်းနဲ့ဆိုရင်အ ယောင်းလဲရင်ဟာဒီစကလုံးရင်ဟာကိုတို့ကိုမေးတယ်လို့ပဲသူ့ကိုရှင်းလင်းအောင်မေး။ကာယကံရှင်ရဲ့ရောင်းသူရဲ့စကလုံးကထွက်ပါဇက်ကထွက်တဲ့စကလုံးတော်လင်းအတီဖြစ်တယ်။တို့တွေကအခုကြားတဲ့စကလုံးပေါ်မှာပဲသုံးသက်ပြတာ။ဒုံးဆိုတာတော့တို့သဘောပေါက်တာပြီ။ရာဂိုင်နှုံးနဲ့နှုတ်မယ်လို့ပြောတာ။အတက်အကြမရှိဘူး။ကာလတန်ကြီးအတက်အကြမရှိဘူး။ဒုံးရွှေဆိုတာလည်းဒီလိုပဲ။အဲ့တော့ဒါဆိုရင်ဒီဒုံးရွှေတွေကိုဘယ်လိုမျိုးရောင်းနေတယ်လဲဆိုရင်ဒုံးရွှေဆိုတာအရေးမမီဘူး။ ကျမအမြင်နဲ့ပြောတယ်ဒုံဆိုတာကံကောင်းရင်ရွှေရှစ်ပဲကြီးရှစ်ပဲလို့ကျမပြောတယ်အဲ့ဒီပုံမှာတို့ကအမြဲယူတာရွှေရင်ချပြီးတော့မှအဲ့ဒီပုံမှာတို့ကအမြဲယူတာအဲ့တော့ဒုံရွှေရောင်းတဲ့သူတွေကြီးပွားချမ်းသာနှုံမြန်းနေဆိုတာအဲ့ဒါသူတို့ကကြီးကိုရွှေစိမ်းနဲ့ရောင်းနေတာတွေ့ပြီးတော့မှဘယ်လိုလူမျိုးတွေဝတ်တယ်လဲဆိုတော့ကာလာတို့ရွှေရှူကျင်တဲ့သူတွေဝတ်လို့ကြိုက်တယ်ကာလာရှည်ကြတော့ဝင်းဝင်းနဲ့ကြီးရောင်ပေါက်သွားတယ်လေဝင်းဝင်းနဲ့အတော်ကုတ်တွေဖျောက်ကစ်သွားတယ်လေစုတဲ့သူတွေမကြိုက်ဘူးရွှေရှူကျင်တဲ့သူတွေပဲကြိုက်တယ် tomou o bagulho, não?